ရန်ပြည်နယ်အစိုးရအဖွဲ့ရုံတွင်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းသားသမီးများ2025 2026ခုနှစ်ပညာသင်ဆေးဘေးအဖွဲ့ကျင်းပတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစိုးရအဖွဲ့ရုံတွင်တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများ၏သားသမီးများနှင့်တက္ကသိုလ်ဆင်အတွက်တန်းဆင်အလေးရန်ဆင်နှင့်မူလတန်းဆင်တို့တွင်တက်ရောက်သည့်ကျောင်းသားကျောင်းသူများပညာသင်ဆေးဘေးအဖွဲ့ကိုဇွန်လ15ရက်နေ့9နာရီက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံအစည်းအဝေးခမ်းမလိုက်ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကတောင်ကြီးများပညာရေးမြင့်မားရေးအတွက်မိဘများကဆောင်ရွက်ပေးရမည်ဖြစ်ပြီးမိသားစုတွင်ပညာတတ်ကြီးလူအတိုင်းဝန်းနေရာတစ်ခုတွင်ဝန်ဆက်နိုင်အောင်လည်းကြိုးစားပေးရမည်ဖြစ်ကြောင်းနှင့်ပတ်ဝန်းကျင်တောင်းအောင်လည်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းယနေ့အခမ်းအနားတွင်တက္ကသိုလ်အဆင့်အခြေခံပညာအထက်တန်းအလယ်တန်းနှင့်မူလတန်းအဆင့်တို့ကို ပညာသင်စေမြာဆောင်ရွက်ပေးတော်မူဖြစ်ကြောင်းပြောကြားပါရယ်ထို့နောက်ဝန်ထမ်းသမီးများပညာသင်စေရေးရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကတက္ကသိုလ်အဆင့်ကျောင်းသားကျောင်းသူများနဲ့အခြေခံပညာထွတ်တန်းအဆင့်ကျောင်းသားကျောင်းသူများအားလည်းကောင်းပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ဆိုရဘော့အတွင်းရေးမှူးတို့ကအခြေခံပညာအလေတန်းအဆင့်နဲ့အခြေခံပညာမူလတန်းအဆင့်ကျောင်းသားကျောင်းသူများပညာသင်စေအတိအပြည့်ရကြပြီး ဝိနည်းများကိုစာចောင်းသားမိဘတော်ကကျေးဇူးတင်စကားပြန်လေပြောကြားကြောင်းသိရှိရပါတယ်။အဆိုပါရှင်ပြည်နယ်ဆိုရအွက်ရုံးငယ်တာဝန်ထမ်းဆောင်နေသည့်ဝိနည်းသားသမီးများ2025 2026ခုနှစ်ပညာသင်ဆေးပြည့်ရဝဲတွင်မူလတန်းတရားပုဂ္ဂိုလ်ကိုတက္ကူလျင်8000လုံးဖြင့်ကျပ်89သိန်း1000အလေတန်း23ကိုတက္ကူလျင်3သိန်းလုံးဖြင့်ငွေကျပ်23သိန်း အထက်တန်း15ဝကိုတဦးလျင်တသိန်း1000လုံးဖြင့်ငွေကျပ်18သိန်းတက္ကသိုလ်ဆင့်12ဝကိုတဦးလျင်တသိန်း4000လုံးဖြင့်ငွေကျပ်16သိန်းစစုစုပေါင်းအကြောင်းသားအကြောင်းသူ159ဦးအတွက်ပညာသင်စရိတ်ငွေကျပ်145သိန်းတိတိပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ